ေးရွာလေးတရွာမှာလူတော်တော်များများတိတ်မကက်ရဲကြတဲ့ရေတွင်းတတွင်ရှိပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီရေတွင်းကလူတယောက်အဲ့ဒီရေတွင်းနားကိုသွားပြီးစကားပြောလိုက်ရင်ပြန်ပြောလာလို့ပါ။တချို့ကပြောတာတော့နတ်မင်းတွေကပြန်ဖြေတာပေါ့။တချို့ကလည်းနားလေးတဲ့ဦးလေးတယောက်တွင်းထဲကျသွားတာလို့အမျိုးမျိုးပြောဆိုနေကြတာပေါ့။အဲ့ဒီရေတွင်းကအရေးပါတဲ့တွင်းတွင်းဖြစ်လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့တကြီးတဲ့ရွာတွေကို ရောက်လာလို့ပါပဲ။ တကြီးအဖြစ်သင်တော်တဲ့လူတွေက၃ယောက်ရှိတယ်။အဲ့ဒီထဲမှာဦးအောင်တယောက်လည်းပါတာပေါ့လေ။မိဘပြည်သူများအားလုံးပေါ်ကျွန်တော်ယူသားပြီးဖြောင်းမတ်ပါမယ်။ဒီနေ့ဦးအောင်ရဲ့အတန်ကစောင်းပေါက်ထက်ကိုပို့ပြီးတော့အတန်ကျဲနေပါတယ်။သူ့အတန်ဘလောက်ပဲကျဲကျဲရွာသားတွေကသူ့ကိုတိတ်ပြီးတော့သဘောမကျပါဘူး။ဒါပေမဲ့ပေးနှစ်ယောက်ကသူ့အတန်လောက်မကျဲတော့ဒီရွေးကောက်ပွဲမှာသူ့ကိုမနိုင်ပါဘူး။ဦးအောင်ကိုအားပေးတဲ့အတန်ကတတန်ပိုကျဲလာခဲ့တယ်။ ကြိုက်တိတ်ဆိတ်သွားတဲ့မနက်ခင်းအတန်ချဲဆက်ကတဖန်ပြန်ကြားလာခဲ့ရပါတယ်။ပါလို့လဲဆိုတော့ဥကောင်ကမနက်တိုင်းလာအော်တက်လို့ပါ။မင်္ဂလာပါ။ရွာသူရွာသားများအားလုံးနိုးကြပြီလား။တတုံရှာရှိတာပဲနားညိလိုက်တာဟဲ့။ဒီလိုတကြီးကစိတ်ချလို့ရပါမလား။သူ့ရုပ်ကိုကြည့်စမ်း။မနေ့တနေ့ကသူပါရီအော်တာလဲဟာ။ပါလို့လူတိုင်းကငေါ့ဒီလိုနဲ့ကြည့်နေရလဲ။ ရွာသူရွာသားတွေကမနှက်တိုင်းသူ့ကိုအဲ့လိုဆက်ဆက်နေတော့ဦးအောင်လည်းရွာသားတွေကသူ့ကိုစိတ်မချသေးဘူးမယုံကြည်သေးဘူးဆိုတာကိုနားလည်သွားပြီးဦးအောင်လည်းငယ်ကလေးကကြားပူခဲ့တဲ့မော်ရီတွင်းကိုတတိယသွားပါတယ်မော်ရီတွင်းကငေါ့ပြန်ဖြစ်ပြီးနိုင်တော့တယ်သူကရွာတကြီးဖြစ်ဖို့ထိုင်မထိုင်ကိုကိုကိုမယုံကြည်တာနဲ့မော်ရီတွင်းကိုသွားမေးပါတယ်မနှက်အစောရောက်လာတဲ့ချိန်မှာတော့လျှော့ဝက်စမ်းကြဲတဲ့ရေတွင်းရှိတဲ့တောအုပ်ထက်ကို တယောက်တည်းဝင်သွားခဲ့ပါတယ်။ရဲရောက်ချင်းဦးအောင်ကခဏတာငေးမိုင်ကအတန်ကျဲကျဲနဲ့ရေတွင်ထဲလှမ်းអော်လိုက်ပါတယ်။ငါဦးအောင်ဒီရွာရဲ့တကြီးနင်တာတကယ်ရှိတယ်ဆိုရင်ငါအเจ้าဟောငါသိချင်တယ်ပြောပြပေးနိုင်မလား။တကယ်ပါဖြစ်နေရလဲဆိုတော့ကျွန်တော်မသိပါဘူး။ရွာသူရွာသားတို့စီကနေစံစီစားရွှေငွေပဲဟာအီယူရမလဲလား။ဟင်အဲ့ဒီရေတွင်ထဲကနေ ဥအောင်နဲ့အတန်ချွတ်ဆွတ်တူးတဲ့အတန်တစ်ခုထွက်လာတဲ့အတွက်ဥအောင်လည်းကြောက်လန့်ပြီးအစွမ်းကုန်ထွက်ပြေးသွားပါတယ်။ဒီလျှောက်ချက်ကတရွာလုံးပြန့်နှံ့သွားပါတယ်။ရွာထဲမှာလည်းဥအောင်ရဲ့သတင်းတွေကဘလူးပြန့်နေပါတယ်။အဲ့ဒီကြောင့်ကိုဥအောင်ကဘသူ့ကိုမှမပြောပြခဲ့ဘူးပဲမဲ့အဲ့ဒီနေ့ကတိုက်ဆိုင်စွာနဲ့တော်ရွှေကအဲ့ဒီရဲတွင်သာမှုသွားရှာနေခဲ့ပါတယ်။အဲ့ဒါကြောင့်အကုန်လုံးကြားနေခဲ့တာပေါ့။တကယ်ပါဖြစ်နေရလဲဆိုတော့ကျွန်တော်မသိပါဘူး။ရွာသူရွာသားတို့စီကနေ ဆမ်စီစားရွှေငွေဘယ်ဟာအီယူရမလဲလားဟင်အဲ့ဒါရေတွင်းစီကနေလာတဲ့အတန်လားပြီးတော့တကြီးဦးအောင်ရဲ့အတန်ကြီးငါသူ့အကြောင်းကိုသိပြီဒေါ်ရွှေကဖြစ်ချောင်းကုံစင်ကုံပြောပြလိုက်တော့ရွာသူရွာသားတွေလည်းသူများအကြောင်းကိုပိုစိတ်ဝင်စားလာတယ်ရေတွင်းနောက်သွားပြီးတချို့လည်းရီစာဟောင်းအကြောင်းတွေပြောတချို့လည်း EBC မီးမလာတဲ့အကြောင်းတွေပြောနေကြတာပေါ့တချို့ဆိုကိုသားသမီးအကြောင်းမှပြောကြတယ်မေးတဲ့အခါတိုင်းလည်းရေတွင်းစီကနေပြန်ဖြေတာပေါ့ အဲ့ဒီရေတွင်းကတကယ်ပဲပြန်ဖြေနေလားတခုခုကပဲသူတို့ညာနေတာလားမသိပါဘူးလှမြိုင်အောင်ငွေသူတို့ကနင်းတို့ရဲ့ရန်ကောင်းလို့နဲ့ဆိုပြီးညာသွားတာအမှန်တော့လေသူကလေနံတစ်ဖက်နင်းလို့ဝှသွားလို့နင်းကိုထားခဲ့ပြီးအသိရှိသွားပြီးမင်းသားကောင်းမလေးတယောက်တည်းထားမှာမဟုတ်ဘူးသူရုပ်ရမ်းချောလို့နဲ့ EPC ကောင်းဆောင်ကလည်းနင်းတို့ရဲ့ပတ်စံတွေကိုလိမ်သွားတာသူ့မယံငယ်ကိုတွားချွေဖို့လေ ။မြင်တော့အပေါ်ကောင်းပြီးအညာလွယ်တဲ့ပုံပေါက်တော့ तू ကလင်ကောင်းကောင်းနဲ့လိမ်သွားတာပေါ့။ဟင်။ဟာ။အလို့ကြားလိုက်တော့ရွာသားတွေတော်တော်အံ့ဩသွားပြီးသူများအเจ้าတွေပိုသိချင်လာခဲ့ပါတယ်။တပတ်အတွင်းမှာပဲဒီရေတွင်ကရွာသူရွာသားတွေအတွက်စကားဝိုင်းလို့ဖြစ်လာတယ်။အကြောင်းအရာကဘယ်ကနေလာလဲဆိုတာကိုမရှာတတ်တော့ပါဘူး။ကြာလာတာနဲ့အမျှရေတွင်းထဲကအတန်ကပြောင်းလဲလာတယ်။လျှော်ဝှက်ချက်တွေပြောပြနေတာကနေသူတို့ဖက်များအိုးလှဲ့ပြီးပြောဆိုလာတယ်။ ငါမိမ့်မအဲ့လောက်တတိယနေလဲအိမ်ကြံပြီးပကန့်ဆေးလိုက်တော့ဟင်အမလီကျေနပ်လိုက်တာဟာဟာကျမယောက်ျားဟောင်းအတော်ကသူ့တအားခိုင်းတာ哦အတော်အလုပ်တွေတအားလုပ်တာ哦သူကအတော်တတောင်တတောင်လေးနေစေချင်တာသူကအတော်ရှာကျွေးချင်တာအဲ့ဒါကြောင့်သူဝမ်းနေပြီးအတော်ထားသွားတာမဟုတ်ပါဘူး तू ကငါဆဲတာမခံနိုင်လို့ထွက်သွားတာပါဟာ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  sorry sorry နင်ပါလို့အင်္ဂလိပ်လိုဖြေတာလဲရေတွင်းထဲကအတန်ကမူမမှန်တော့ပါဘူးတခါတလေဖြေတာမြန်တယ်တခါတလေနှေးတယ်တခါတလေတော့လဲအင်္ဂလိပ်စကားလုံးတွေထွက်လာတယ်ဘာအတန်များလဲရွာတကြီးကရေတွင်းထဲကအတန်အောင်နားထောင်ပြီးတနေ့တခြားတန်တရာဝင်လာတယ်ဒါကြောင့်ဦးအောင်ကသူတတိပြုမိတလောက်စားအုပ်ထဲအကုန်ချမှတ်ထားပြီးတညမှာတော့ရွာတကြီးကရေတွင်းနားမှာတခုခုများတွေ့မလားဆိုပြီးရေတွင်းနားတိတ်တဆိတ်လာချောင်းကြည့်တဲ့အချိန်မှာ ရေတွင်းပပက်လဲမှလူသုံးယောက်အရှိတ်ကိုတွေးလိုက်ပါတယ်။ဟေးဦးအောင်လဲအိမ်ကိုမြင်မြန်ပြန်မေးတယောက်တည်းအဲ့ဒီအရေးအမဲအကြောင်းကိုစဉ်းစားနေခဲ့ပါတယ်။စဉ်းစားမရတာနဲ့သူလဲရေတွင်းသားကိုနောက်တစ်ခေါက်လာကြည့်ပြန်တယ်။ဒါကတော့အရာရာကိုပြောင်းလဲနိုင်မယ့်အရာပါ။တော်အောင်ကဘလို့လဲ။တော်မြန်ရောတော်အောင်ကသူ့ကလေးကိုအမြင်ကတ်တော့နေ့တိုင်းဆဲနေတာ။ တော်အောင်ဟာသူ့ကလေးထက်ပြင်းပြီးကလေးကိုနေတိုင်းဆူနေတာတော်မြန်ကလေးကရုပ်ဆိုးတယ်အဲ့ဒါကိုကလေးကချောတယ်ဆိုပြီးလိန်ပြောနေတာတော်မြန်ကလေးကရုပ်ဆိုးတယ်အဲ့ဒါကိုကလေးကချောတယ်ဆိုပြီးလိန်ပြောနေတာဦးအောင်ကအဖြစ်ပြက်အကုန်လုံးကိုမြင်ပြီးဂျေတွင်းစီကထွက်လာတဲ့အတန်ကိုလည်းသူစိတ်ကုန်နေပါပြီစိတ်တုံမဲ့အစာပြုံးပြီးသူ့အစီအစဉ်လုပ်ဖို့တွေးတောနေတာပေါ့အဲ့ဒီအစီအစဉ်ကတော့ရွာတွေကလူတွေသူများအကြောင်းထက်ကိုအကြောင်းကိုပြန်သိအောင်ဆိုပြီးတော့ပါ နောက်တစ်ခါရေတွင်းနားကိုသွားပြီးကလေးတွေနားခိုးဝင်က ကလေးတွေပြောမဲ့စာရွက်ကိုလဲယူလိုက်တယ်။နင်သူများအကြောင်းမစိတ်ဝင်စားနေရ။နင့်အိမ်ထောင်ရဲ့အဆင်ပြေပါမလား။ကလေးနှစ်ယောက်လည်းဖတ်ပြီးတွေ့ဝင်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီပုံစံကသူတို့ပုံစံမဟုတ်လို့ပါပဲ။ဒါပေမဲ့သူတို့ဆက်ပြီးတော့ဖတ်နေလိုက်တယ်။ဟေးအောင်မင်းသူများတော့မပြောခင်ရေစလုံးထဲရေထည့်ပြီးကိုယ့်ရုပ်ကိုအရင်ပြန်ကြည့်စမ်း။ဟေး ဟုတ်ပါသူပြောတာလည်းမှန်တယ်။ရေတွင်းထဲအတန်ကနောက်တစ်ခါပြောင်းလဲသွားတယ်။ဟာတပေမဲ့စဉ်စားကြည့်တဲ့နယ်အမှန်တရားတွေဆိုပေမဲ့ယဉ်ကျေးမှုရှိသေးတယ်။ရွာသားတွေနားထောင်ပြီးမယီနိုင်ရှာဘူး။ကိုကိုကိုပြန်စဉ်စားနေခဲ့ကြတယ်။ဒီအကြောင်းကိုအမြဲတမ်းအထင်မှားနေခဲ့တဲ့တကြီးကလည်းရေတွင်းရဲ့အုတ်ထင်းသူဖြစ်သွားခဲ့ပါတယ်။တိတ်ဆိတ်စွာနဲ့ပဲပေါ့။သူများအကြောင်းပြောတဲ့ရေတွင်းကနေကို့အကြောင်းကို ပြန်ပြောလာတဲ့ရေတွင်းဖြစ်လာတယ်။ဒါလေး ။တမီလေးကလေးကိုနေရာနေ့တိုင်းဆဲနေတာ။နေရတာကလေးထက်ကိုပြင်းနေတာ။သူများကိုပဲနေ့တိုင်းမြောက်ပြောနေတာ။နင်ဘလောက်ချောလဲမသိဘူး။သူများအကြောင်းနားထောင်ချင်းကိုကိုကိုပြန်သုံးသက်ကြည့်။အတင်းလိုက်တော့ဖို့မဟုတ်ဘူး။ဘာရီလဲဟာဒီရေတွင်းဟာတခုမေးတခုထွက်နေဘာဖြစ်တာလဲဟာ။အင်းဒီလိုဖြေပေးရလည်းမစိုးပါဘူးကွာရေတွင်းကလည်းသူများအကြောင်းပြောတဲ့ရေတွင်းကနေကိုအကြောင်းကိုပြန်တရားစေတဲ့တောတွင်းတနေရာဖြစ်လာတယ် တခုံးတလေအတန်ကျဲစရာမလို့တိတ်ကြားစရာမလို့ဒါပေမဲ့နားထောင်ခြင်းနဲ့အချိန်သာကြားရရင်လူကိုပြောင်းလဲနိုင်တာလည်းဖြစ်လာနိုင်တယ်။လရယ်ကြလာပေမဲ့ရေတွင်းထဲကနေအတန်တွေထွက်နေတော့မို့ရွာသားတွေလည်းလာနားထောင်နေတော့မှာတနေ့မှတော့အတန်တွေတိတ်သွားခဲ့တယ်။ဦးအောင်လည်းရေတွင်းအကြောင်းအမှန်တရားပြောပြဖို့အတွက်ရောက်လာခဲ့တာပေါ့။အားလုံးပဲနားထောင်ကြပါ။ရေတွင်းထဲကအတန်ကနှစ်သက်ကြားရစီကထွက်လာတာမဟုတ်သလိုမန်နဲ့စီကထွက်လာတာလည်းမဟုတ်ဘူး။ နင်တို့နှလုံးခုန်တန်းနဲ့ထွက်လာတာလူတိုင်းကနားလဲသဘောပေါက်ပြီးပြုံးနေကဥအောင်ကိုလည်းနားလဲလက်ခံလာတယ်လေးစားယုံကြည်လာတယ်ဥအောင်လည်းရေထွေးနဲ့ထည့်ထားတဲ့ပေါက်ကိုထုတ်ကကလေးတွေကိုပေးလိုက်တယ်တကြီးကအမှန်တရားကိုသိနေတာမြင်တော့ကလေးတွေကရှည်နေခဲ့ပါတယ်ဒါပေမဲ့တကြီးကစိတ်မတူပဲပြုံးပြနေတဲ့ရွာသားတွေဖက်ကိုပြန်ပြုံးပြလိုက်ပါတယ်အဲ့ဒီနောက်ပိုင်းဘသူမှရေထွေးနားကိုသွားပြီးသူများအကြောင်းနေသွားပြီးတော့မပြောတော့ပါဘူး မအိတ်ခင်မှန်ကြည့်ပြီးကိုအเจ้าကိုသာပြောနေပါတော့တယ်ဟိဟိငါလည်းချောသားပဲကွာတချို့စကားသံတွေကတိတ်ဆိတ်တဲ့နှလုံးသားထဲမှာနေနေတာတဲ့